မင်္ဂလာပါမျိုးလို့ရေလူကြိုက်လည်းမလိုက်ဆိုတဲ့ခေါင်းစဉ်နဲ့ပြောတော်မှာဖြစ်ပါတယ်။မနေ့အောက်တိုဘာ10ရက်နေ့ကတဲ့ထိုင်းမြန်မာနယ်စပ်ထီးခီးရွာကိုစစ်တပ်ကလေရင်နဲ့ဘုံလေးလုံးကျဲချတိုက်ခတ်ပြီးစစ်တပ်နဲ့နဲ့ပါပြစ်ခတ်သွားပါတယ်တဲ့။ KAI ရွာထုတ်ပြန်တယ်။ရှိရနေတဲ့တင်းမှာကြတော့အဲ့ဒီထီးခီးရွာကိုပဲနော်။ရှိရနေတဲ့တင်းမှာကြတော့ဩဘာထီးခီးရွာကိုစစ်တပ်ကတည့်ရက်ထဲမှာလေရင်နဲ့ဘုံအလုံး၄၀ကျော်ကျဲချတိုက်ခတ်သွားပါတယ်ဆိုပြီးဘိုးကျွေးနေကြတယ်။ ဆိုတော့စစ်တပ်ကိုလေးရင်စီပိတ်ဆို့ရေးလေးရင်စီဖြတ်တောက်ရေးဆိုပြီးနိုင်ငံတကာမှာဒုရေးဒုရေးဩခဲ့တာဘယ်လိုလဲခင်ဗျားတို့စစ်တပ်ကိုလေးရင်စီပိတ်ဆို့ဖို့အတွက်တိုင်းခတ်ပိတ်ဆို့ပါဟိုကုမ္ပဏီကိုပုတ်ဆို့ပါအပီတီတီအီပီတို့ပီတီတီအိုအာတို့အမ်အိုဂျီတို့ဟာစတန်းခတ်ပိတ်ဆို့ပါဆိုပြီးနိုင်ငံတကာကအတနာခံခဲ့တာဘာတူလေးခင်ဗျားတို့စစ်တပ်မှာလေးရင်စီမရှိတော့ဘူးလို့စိတ်တဲစစ်စင်ရေးနဲ့ဝါရားဖြန့်ချီစိုက်ဝါလုပ်ခဲ့တာဘာတူဒီလေးခင်ဗျားတို့ စစ်တပ်ကလေရင်တွေကိုပြစ်ချဖို့ငှက်ကင် project အတွက်လေရင်ပြစ်လက်နက်ဝယ်ဖို့အတွက်ဘာကန်ပိန်ညာကန်ပိန်ဘာညာကန်ပိန်လုပ်ခဲ့တာခင်ဗျားတို့စစ်တပ်ကလေရင်တွေကိုခုနားမှာပြစ်ချနိုင်လိုက်ပါတယ်ဒီနားမှာပြစ်ချနိုင်ခဲ့ပါတယ်ငှက်ကင်အရသာအရန်ချိုပါတယ်လို့ပြောခဲ့တာဘာလို့ဒီလဲခင်ဗျားတို့เนาะ တက်မတော်ကခုနိုင်ရင်ဒါချင်းချင်းမို့လို့ကိုတိုင်ရင်ဒါချင်းချင်းမို့လို့အနိုင်ဆုံးအစဉ်အနည်းဆုံးအင်အားနဲ့နှိမ်နင်းခဲ့စဉ်လုံးကစစ်တပ်မှလူမရှိတော့ပါဘူးတက်ပြက်နေပြီလို့ပြောခဲ့တာဘသူတည်းလဲခင်ဗျားတို့စစ်တပ်မှအလံတိုင်းနဲ့မင်းအောင်လိုင်းပဲကြံပါတော့ရယ်လို့ဝါရာဖြန့်ခဲ့တာဘသူတည်းလဲခင်ဗျားတို့ တမတော်ကကိုနိုင်နေသားချင်းချင်းကိုတိုင်းရင်သားချင်းချင်းမို့လို့ဇပွဲဝိုင်းကိုလာခဲ့ပါဇပွဲဝိုင်းကိုလာခဲ့ပါ PTA တိအလင်းဝင်ပါလို့ဖိတ်ခေါ်စဉ်တော့ကသွေးကြွေးမှာသွေးနည်းစရာမရှိဘူးဆိုပြီးကွန်မြူနစ်လမ်းစဉ်ကိုလိုက်ခဲ့တာဒူဒီလေခင်ဗျားတို့အခုကြတော့လေစစ်တပ်ကလင်းရင်နဲ့ဘုံကျဲလို့ဆိုပြီးငိုကြွေးနေကြတာခင်ဗျားတို့နော်ဆိုတော့ဒီ ठी ခီးဆိုတာက KNU တက်မဟာလေးနဲ့နေ KNU ကောရင်ကိုတိတ်လိုက်ပြီးမြောင်းရင်ကိုတိတ်လိုက်ပြီးလို့ပြောခဲ့တာဘာလို့လဲ KNU မြောင်းရင်ကိုမသိမ်းနိုင်တဲ့အခါကျတော့မြောင်းရင်ကအဓိကဟုတ်ပါဘူးနေပြီးတော့ကအဓိကဘာလို့ပြောခဲ့တာလဲ KNU နေပြီးတော့ကိုချိန်ဦးမလဲနိုင်တဲ့အခါကျတော့ရန်ကုန်မှာဌာနချုပ်ဖွင့်မယ်လို့ပြောခဲ့တာလဲ KNU တွေ့ဆုံဆွေးနွေးစရာအကြောင်းမရှိဘူးဆိုပြီးစစ်ပောင်းကိုချဲ့တာလဲ KNU နော်ခါတော့ခမတို့စစ်ကိုခေါ်လို့စစ်ကိုလာတယ် ထရရွေးရှင်းနေနော်ဒီထီကြီးဆိုတာကထီကြီးမော်တော်လက်ဆက်ကုံတရေးရှိတယ်နော်အဲမော်တော်တနင်္လာရီမော်တော်နဲ့ထိုင်းစင်ခွန်လားမသိဘူးနော်လက်ဆက်ကုံတရေးကိတ်ရှိတယ်ဆိုတော့ကျမတို့အခုပြီးခဲ့တဲ့ခုနှစ်လပိုင်းတည်းကကြိုးပြီးတော့နိုင်ငံရေးသုံးသက်ခဲ့တဲ့တမရော်ကထီကြီးမော်တော်လက်ဆက်ကုံတရေးကိုပြန်ပြီးထိချုံနိုင်ပါလိမ့်မယ်2025 6လပိုင်းကုန်နေဆယ်လပိုင်းနေမှာတက်မတော်ကအကြောက်မဲတို့နော်တိန်နီတို့တီဘောတို့ကိုပြန်ပြီးထိချုပ်နိုင်နေမယ် အာဒါကရှမ်းမြောက်ဘက်ကရင်ဘက်မှာဆိုလို့ရှိရင်မြောက်ဟိုဒီအာရှလမ်းမကြီးအပြင်ထီးဟင်းမောတာမဲဆက်ကုံတော်ရေးကိုလည်းတက်မတော်ကပြန်ပြီးထိချုပ်နိုင်လိမ့်မယ်လို့ကျွန်မစီးရင်နိုင်ငံကြီးဂျိုးပြီးတုံ့တက်ခဲ့ပါတယ်နော်ဒါပြင်အခု2025စက်တလပိုင်းပထမဘက်ဒုတိယဘက်အတွင်းမှာတက်မတော်တီမူဆယ်တရငါးမိုင်နဲ့ဆက်ကုံတော်ရေးကိုပြန်လဲလဲပါနိုင်ဖို့အတွက်အဲ့ဒီတရှောင်းမှာတက်မတော်ကအောင်လံလှင့်ထူနိုင်လိမ့်မယ်လို့လည်းကျွန်မဂျိုးပြီးတုံ့တက်ခဲ့ပါတယ်နေဆက်ကုံတော်ရေးနဲ့ပတ်သက်လို့ ထိန်ချုံကန်ပိုက်တီနော်ထိန်ချုံကန်ပိုက်တီမှာအထူးစီပွားရေးဆောင်ရှိတဲ့အတွက်ဒီထိန်ချုံကန်ပိုက်တီကန်ပိုက်တီနဲ့မှာလည်းပဲတက်မတော်ကတိုက်ပွဲသတင်းတွေအောင်ပွဲသတင်းတွေကြားရပါလိမ့်မယ်ကြားရလိမ့်မယ်လို့ကျွန်မနိုင်ငံရေးဂျိုးပြီးတုံ့ပြန်ဖြစ်ပါတယ်ကြန့်ရှိနေတာကတော့ချင်းပြည်နယ်ဖလန်းတစ်ခုလေနော်ချင်းပြည်နယ်ဖလန်းကဘာနဲ့တူလဲဆိုတော့အန်ဖလန်းတောင်ခံအန်ကိုဖလန်းကိုတက်မတော်ကခက်ခဲခက်ခဲတိုက်ရလိမ့်မယ်ဘယ်လိုမျိုးလဲဆိုတော့တောင်ခံ ။နောင်ချိုတောင်ခန်းကိုတိုက်တယ်လို့ပဲရန်ကုန်မိကုန်အစွမ်းကုန်တက်မတော်ကခက်ခက်ခဲခဲတိုက်ယူရလိမ့်မယ်။ကြံသောနေမီဒီမှာတော့တက်မတော်နေနဲ့အခုနော်အာကြောင်မဲကိုတိုက်လိုက်တယ်လို့မကြခင်မှာတိဖို့ကိုတက်မတော်ကပြန်ပြီးထိန်းချုပ်နိုင်တော့မယ်။ခက်ခဲမရှိလွယ်ကူစွာအောင်မြင်စွာထိန်းချုပ်နိုင်လိမ့်မယ်မြမတက်မတော်ကအောင်လံပြွင့်နိုင်လိမ့်မယ်လို့ထပ်မံပြီးနိုင်ငံရေးစီရင်ကြိုးပမ်းတော့ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်က ချင်းမီနယ်မင်းတမျိုးနဲ့ထင်းချောင်းကျေးရွာကိုညအချိန်မတော်မှာစစ်တပ်ကဘုံကျဲတဲ့အတွက်ထပ်တန်းအကြောင်းသားတွေတည်ဆုံသွားပါတယ်။ဒါကြောင့်မလို့ဒီကိလေကောင်လေးစပြီးတော့မြို့နယ်ပြင်မှာရှိတဲ့အကြောင်းနေအားလုံးပိတ်ထားဖို့ပအားဖကညွှန်ကြားပါတယ်။ကျတော့အများကြီးအချိန်မတော်ထက်တန်းចောင်းသားတွေစာတန်းចောင်းမှာမလုပ်နေလဲဆိုတာသူတို့ကိုသူတို့အသိဆုံးဖြစ်ပါလိမ့်မယ်။ဒီနေရာမှာအဓိကပြောချင်တာကအခုဒီပအဖာတို့နော်ပကဖာတို့ပသုံးလုံးအန်ဥကြီးတို့ပီတီရဲ့တို့အကုန်လုံးကစစ်ကြောပညာရေးအလိုမရှိဆိုပြီး ကလေးတွေအကုန်လုံးကိုလမ်းမပေါ်ဆွဲတင်ခဲ့တယ်။စာသင်ခန်းထဲမှာအေးချမ်းစွာပညာသင်ကြားနေတဲ့ကလေးတွေကိုစင်ကြုံအင်ညာရဲ့အလိုမျိုးဝါရမိုင်းတိုက်ပြီးလမ်းမပေါ်ဆွဲတင်တယ်။နိုင်ငံရေးဆိုတာဖြိုးတလားမဲတလားမသိအမေနို့နန်တော်မစင်သေးတဲ့၅နှစ်၆နှစ်ရွယ်ကလေးလေးတွေကိုဘဘဆူလာမကြောက်တက်မယ်လို့စိုက်ပုတ်လေးတွေကင်ပြီးလမ်းမပေါ်ဆွဲတင်ခဲ့တယ်။မဟုတ်ဘူးလို့မင်းနဲ့နော်။မဟုတ်ဘူးညီ38မိနစ်တိုင်းတယ်ပြီ။ပါကြီး38ချက်ချမှာ။ ဖောပါစုလာမကြောင်းတက်မယ်လို့ဆိုင်းပုံလေးတွေကန်ခိုင်းပြီးခင်ဗျားတို့လမ်းမပေါ်ဆွဲတင်ခဲ့။ဒါဆိုရင်ခင်ဗျားတို့ပြောတဲ့စစ်ကြုံပညာရေးထဲပုံမူကောင်းမွန်တဲ့ပညာရေးစနစ်တစ်ခုခင်ဗျားတို့ရေးဆွဲနိုင်ရမယ်။ပညာရေးတင်ကြားမှုတင်တင်ရုံးညွှန်းတဲ့တစ်ခုခင်ဗျားတို့ရေးဆွဲနိုင်ရမယ်။ဘယ်မှာလဲ။2021 2023လက်တာကာလအတွင်းခင်ဗျားတို့အချိန်ယူခဲ့တယ်ဆိုရင်တော့အခု2024မှာဗမာလေးအန်ယူဂျီရဲ့ပညာရေးညွှန်းနှံ ဘယ်တင်ယုံညွန်နိုင်တဲ့အခုလက်ရှိခမားတို့စာသင်ကျောင်းတွေမှာသင်ကြားနေတယ်ခမားတို့ကြွေးကြော်တဲ့ Federal Democracy ပညာရေးကိုခမားတို့အဖေခေါ်နေတဲ့ MNTA နယ်မြေမှာအဲ့ဒီပညာရေးနဲ့သင်နေသလားခမားတို့အဖေခေါ်နေတဲ့ပလောင်နယ်မြေမှာကို NUG ရဲ့ Federal Democracy ပညာရေးကချမှတ်တဲ့တင်ယုံညွန်တန်းနဲ့သင်နေသလား KIA မှာသင်နေသလား KNU နယ်မြေမှာသင်နေသလားလက်ရှိ NUG ကမလေးရှားနိုင်ငံလောက်အကျယ်ဝန်းလောက်ရှိတဲ့နေမျိုးကိုထိ ंछ ုပ်ထားနိုင်ပြီးဆုံးမထားနိုင်ပြီးလို့ဇော်ဝေဆူး ပညာရေးဝန်ကြီးကျန်းမာရေးဝန်ကြီးဇော်ဝေဆိုးပြောသွားတယ်အဲ့ဒီငဲမြေမှာလက်ရှိ NUG ကချမှတ်တဲ့ Federal Democracy တင်ရုံးညွန်းနဲ့တင်းနေသလားအဲ့ဒီတင်ရုံးညွန်းနဲ့ကပါလေခင်ဗျားတို့ရဲ့ Federal Democracy စံချိန်စံညွန်းကဒီမှာလေ2021 2022ဒီ3နှစ်အတွင်းမှာ NUG ရဲ့ Federal Democracy ပညာရေးမှာတင်ကြားပြီး12တန်းအောင်မြင်သောအကြောင်းသားတွေကို အခု24 25နှစ်နှစ်အတွင်းမှာဘယ်နိုင်ငံကတက္ကသိုလ်တွေကအတိမတ်ပြုပြီးချိတ်ဆက်ပြီးတော့ဘယ်နိုင်ငံမှာတက္ကသိုလ်ပညာရေးသင်ကြားနေတယ်လဲဥပမာကျမက morphology ကို first year မှာသင်မယ် research paper ကို second year မှာသင်မယ်ဥပမာ syntax ကို p1 မှာပြောင်းသင်မယ်လို့ ကိုကအဲ့ဒီလိုပြောလိုက်လို့ရှိရင်ဒီစာရီကဒီ clean ငယ်ရင်းနဲ့လိုက်ဖက်ရင်မလိုက်ဖက်ဆိုတာကိုတိုင်လေလာတင်ယူတက်မြောက်ပြီးမှသိမှာခင်ဗျားတို့ဘယ်ပညာရေးကိုဆုံးခန်းတိုင်အောင်တင်ပြီးပြီလေခင်ဗျားတို့ပြောရဲစစ်ကြုံပညာရေးက10မျိုးရှိနော်ကဘာပညာရေးတောင်မှနာပြောဖတ်ရေးအစဉ်တွေး speaking reading writing listening thinking 5မျိုးပဲရှိရဲ့မြမပညာရေးခင်ဗျားတို့အထင်သေးနေတဲ့စစ်ကြုံပညာရေးက10မျိုးရှိတယ် จับล่ะตุสีปูกาวิลีติดาอัคคยาซ้วยสงอิชิลงหมู่ตีกงบ้านตวยณีดาสินเนาะสาติปิโยนุอฉีนุโร သူစီမှုပါဝိလိတိတာအခေအဆွဲဆောင်အရှင်လုံးကိုတည်ကုန်းပန်းတဲ့နေ့တိုင်းစဉ်တော့ကုန်းပေါင်ခင်မာတဲ့ကမြမပညာရေးကရှင်းမျိုးရှိရဲ့ခမားတို့အန်နူဂျီပညာရေးဘလောက်ရှိတယ်လဲဖက်ဒရယ်ဒီမိုကရေစီပညာရေးဘလောက်ရှိတယ်လဲခမားတို့မှာတိကျရဲ့မူဝါဒတင်ယိုးညွှန်းတဲ့မရှိဘဲနဲ့ကလေးတွေအကုန်လုံးကိုစာသင်ခန်းထဲကကလေးတွေကိုလမ်းမပေါ်ဆွဲတင်ပြီးတော့ကလေးတွေရဲ့အနာဂတ်ကိုချိုးဖျက်ခဲ့တာရိုက်ချိုးခဲ့တဲ့တရားခံကခမားတို့ပဲ အခုလက်ရှိကမ္ဘာ့ကုလသမဂ္ဂယူနီဆက်ကနေပြီးတော့ထုတ်ပြန်တယ်မြန်မာနိုင်ငံမှာပညာသင်ကြားခွင့်ကလေးသင်ငယ်ပေါင်း၈တန်းပညာသင်ကြားခွင့်ဆုံးရှုံးနေတယ်အဲ့ဒီ၈တန်းတွေခင်ဗျားတို့အန်ယူဂျီထိချုပ်ထားတဲ့မလေးရှားနိုင်ငံလောက်ကျယ်ဝန်းတဲ့နေမျိုးတွေမှာဖြစ်တယ်ဒါဆိုရင်ကလေးတွေပညာရေးဆုံးရှုံးတာအနာဂတ်တွေမဲ့အောင်စစ်ကြောပညာရေးအလုံးရှိဆိုပြီးဘွာသားမိုင်းတိုက်ပြီးကလေးတွေဘွားကိုဖျက်ဆီးခဲ့တဲ့တရက်ခန့်ခင်ဗျားတို့ပဲ ခမားတို့မှာတိကျတဲ့မူဝါဒပါရှိတယ်လေခမားတို့ရဲ့ဖက်ဒရယ်ဒီမိုကရေစီတည်ယုံညွှန်းနိုင်တာဘယ်မှာလဲတနည်းနဲ့နဲ့သုံးနှစ်အတွင်းမှာရေးဆွဲထားလို့အချိန်ယူရဆိုရင်တော့နှစ်နှစ်အခု24 25နှစ်အတွင်းမှာဘယ်မှာလဲနော်အခုကမ္ဘာကုလသမဂ္ဂပါဝင်နိုင်ငံတကာကအဖွဲ့အစည်းတွေအကုန်လုံးထုတ်ပြန်တဲ့မြန်မာနိုင်ငံမှာတောင်းတနိုင်တဲ့ကလေးတငယ်စိမ်းအကုန်လုံးကလက်ရှိတက်မတော်ဆိုတာထိန်းချုပ်ထားတဲ့စာသင်ကျောင်းတွေမှာတောင်းတနေတဲ့ကလေးတငယ်စိမ်းကိုပဲဖော်ပြတာ။ မရဲ့ NUG ဖရယ်ဒီမိုကရေစီပညာရေးကျောင်းမှာသင်ကြားနေတဲ့ကလေးတငယ်စင်ရင်ကိုမပေါ်ပြဘူး။ဒါဆိုရင်နိုင်ငံတကာကခမရဲ့ပညာရေးကိုစောက်ထမလို့ဘူးဆိုတာပေါ်လင်းနေ။ကျွန်တော်ခမရဲ့ကကိုယ်တိုင်ကတိကျတဲ့မူဝါဒသင်ရိုးညွှန်တန်းမရှိဘဲနဲ့ကလေးတွေရဲ့ဘဝကို နော်နိုင်ငံရေးမှာချနှင်းခဲ့တဲ့အောက်တန်းစားတွေဖြစ်တယ်။အောက်တန်းစားမဟုတ်ဘူးဆိုရင်ခမရဲ့အန်ယူဂျီရဲ့ဖက်ဒရယ်ဒီမိုကရေစီတင်ယုံညွန်းနံကိုခြားပြနိုင်ရမယ်။ ဒီမှာငါတို့ပညာရေးကဒီလိုရှိရဆိုပြီးကဘာကိုချပြနိုင်ရမယ်2021 20 23 3နှစ်တာအတွင်းမှာ NUG ကနေ12တန်းအောင်မြင်သွားတဲ့ကလေးတွေဘယ်နိုင်ငံဘယ်တက္ကသိုလ်နဲ့ချိတ်ဆက်ပြီးပညာသင်ကြားနေရတယ်ဆိုတာကျွန်တော်တို့ချပြနိုင်ရမယ်။